ဒီကနေ့သံဃာမျိုးကြာကုဓမ္မပိမံကြောင်းနိုင်ပါတင်သုံးတဲ့တိရဝါဒဩဝါဒသရိယအဖွဲ့ရဲ့အကျိုးတော်ဆောင်တဲ့ဖြစ်တဲ့ဆရာတော်ကြီးဥိတော်ပါတာကဒီပရိယတိသာသနာတက်တဲ့သံဃာတော်ရှင်များတို့ကဒီကျွမ်းစက်ကဉာဏ်ဒီဘောဓနာဒါနဆောင်ပြီးပေါင်းဖို့ကုသိုလ်ကိုပြုလုပ်အားထုတ်ခြင်းဖြစ်တယ်။ဆောင်းတဲ့ကတော့ ရာတော်ကြီးဖြစ်နေတဲ့အခါကျတော့ဒီတရားဟောရမယ့်ဓမ္မပိဋကကဒါမှကြောင့်ဒီတရားဟောလို့မဖြစ်တော့ဘူး။ဘုန်းကြီးရှင်းနေလက်ဖြစ်နေတော့ဒါမှကြောင့်ဒီတရားဟောလို့မဖြစ်တဲ့အတွက်ဓမ္မဘုဒ္ဓနာလည်းရှိအောင်ပေါ့။အခုကြည့်နေတဲ့ကောင်းမှုကုသိုလ်နေတယ်ပဲနည်းနည်းပါးပါးဆက်ဆံမှုတွေရှိတယ်မှမျိုးဓမ္မကထာအနေနဲ့ပဲဟောပေးပါမယ်။ ဘုန်းကြီးကိုကလေးမလေးတည်းရောက်ပေါ့အဘိဓမ္မာသင်္ကန်းသူလေးပေါ့အဲဒီမှာမေရဝသင်္ကန်းသူပေါ့လေနောက်ပိုင်းတော့သူအဘိဓမ္မာ30လောက်အောင်လာတယ်အဘိဓမ္မာသင်္ကန်းတည်းလေးကလေးမလေးကဘုန်းကြီးရဲ့ပစ္စာလေးပါးမှာတဲ့ဒုက္ခပစ္စာဆိုတာပဲတရားကဟောတာသိရတယ်ဒုက္ခသစ္စာတော့ဘာလို့မဟုတ်တာလဲဘုရားတော့ဘုရားမိခိုးရကောင်းတယ် နော်ဘာလဲဘာလို့မေးလာလို့ဒီလိုပါဠိတွေတိုင်းကြည့်ရတာဒုက္ခသစ္စာဆိုတဲ့စကားလုံးမတွေ့တာလေဒုက္ခသစ္စာဘာလို့တွေ့လဲဒီလိုမှမလဲစဉ်းစားပြီးတော့မလဲမတွေ့ဘူးဒုက္ခသစ္စာကြားဘူးရတော့မပြောကြဘူးလားကြားကြားဘူးနော်အာဒါဆိုဒီနေ့အတွေ့အကြုံကလည်းအားလုံးဆိုဘူးတို့ဒီကားကဒုက္ခသစ္စာကိုပြောတာဒါကဒုက္ခသစ္စာကိုပြောတာနော် ေးတော့ဟောတော့ဟောတယ်ပါဒါလည်းမလို့ဖေကလမ်းလေးကြောင်းပြီးတော့ဟောလိုက်တာလို့လမ်းလေးကြောင်းဟောတယ်လို့ဘယ်နဲ့တိတာလို့ဟုတ်ကဲ့လားဘုန်းကြီးဘယ်လိုဟောတာမလဲလားဟာလေအဲ့ဒီမင်းတို့တို့တိစ္ဆာဒီပါတဲ့ပါတယ်လေလို့ညောရတိစ္ဆာဟောတော့ညောရတိစ္ဆာပါတယ်လေအဲ့ဒီညောရတိစ္ဆာအခုကတိစ္ဆာဟောလို့နော်အဲ့ဒါကဒီပါဘယ်နော် ဒီလိုတော့သိတာအခုပါသိတာနော်အဲ့တော့ဒီပါရီကလေးဘုန်းကြီးဘာလို့ဟိုသူကသာမောလာလို့နော်အဲဒီပါရီကတော့ဘောလို့မရဘူးနော်ဒီအဲ့နဲ့ဘောမရဘူးနဲ့ပြီးမှတက်တဲ့တရားဆိုတော့ပြောလို့ရပါတယ်လို့ပြီးမှတက်ဖို့ရတော့ပြောလို့ရမှာမဟုတ်ဘူးငါပြောပြတယ်လို့ဒုက္ခဒုက္ခဆိုတဲ့ဇေကလုံးဟာဟိုအယက်ကခေါ်ပြည့်ရက်ကခေါ်လို့နော် မြဲတဲ့ဘိမာနဲ့တက်တာပဲဟာတို့ဘိမာကြတော့တရားကိုဘုရားနာစင်တဲ့ကိုတော့ဟာနော်ဘုရားသာခံစားရတယ်ဘောနာဘုရားနာသူကခံစားရတယ်ဘာမှမကကြီးနေလို့ခံစားရတယ်အဲ့ဒီခံစားတာကတရားမကြောက်ဘူးနော်မကြောက်ဘူးဆံကူလာတဲ့ဘုရားနာနာရောပါနော်ဒီတဲ့ကဘုရားပါလာတာဒါလည်းသူစောဝါတော်ဝိုင်းမှာကြာတယ်ဘုန်းကြီးရှိတယ် ်အဲ့ဒါနဲ့လည်းကြည့်တော့ဟောပါတယ်သူစွန်းစားပြီဆိုလို့ရှိရင်သူကပြေလို့ဘူးတော့ချွေတော့ချွေတဲ့ဆိုင်တော့တော့ပါကပေါ်တယ်ဘယ်လိုကေတော့ပါတာကဲကွာမတတ်ကြဘဝလည်းရတယ်ဒီကလဘဝမဲတော့ဟိုတပိယာလည်းဘဝမနာပါလေအဲတော့သူကလည်းကိတာလို့ဆိုဘာမကားတာမခံနိုင်ဘူးမခံနိုင်တော့ငါကစကားပြောတော့နာလေးရမကောင်းတာချီတော့တာချင်း ်ရှိအောင်ပြေလို့ပါပြေပါပါလေရောဆုံးတော်ရင်းနဲ့တပါကျန်တာပြေသူကတော့ဘောင်းလာနေတာပြေပေါ့တဲ့ပြေအဲ့ဒါလေးကိုကြည့်နော်ပါကကတော့လည်းပဲပါကကတော့ကတရားတွေဒီလိုလေအခုကြတော့ဒုက္ခဖြစ်နေတာလားတော်လာပြီလေလားဟုတ်ပါလားနော်အော်ဒုက္ခဒုက္ခဆိုတာပြင်းရလူတွေကလည်းခွဲလိုက်တာ ปรมัตถ์เนี่ยวินาศีลสิกโหเนี่ยก็ขั้นดาล่ะดิဒီလေရပန္နာကမိုးလိုက်တဲ့ဒီကိုအကြီးကြီးနဲ့ချီပြီးခန္ဓာမလားလို့ဘုရားမေးခန္ဓာတော့သူကတော့ကြိုက်တာကိုကကြိုက်တော့သူကသူ့အောင်နေတာဖြစ်လာတော့ဟုတ်လားငါမကြိုက်ဘူးလေကြိုက်တော့ငါကဒုက္ခဝင်လာတာဖြစ်လာပြီတွေ့လားကွဲပါဦးမေးပရမတ္တဉာဏ်ကွဲဝင်တော့လားအခေါ်ကြီးဘောကြီးကလည်းမပြုတ်ဘူးငါဝါရတယ်ဟောပရမတ္တဉာဏ်ကွဲရမလားပရမတ္တဉာဏ်ဘာပေါ့ ိုးကြလားနော်ခံလာလေပြင်းကြကြတော့ဒုနမတယောက်ကဒုပတ်တယ်တယောက်ကဒုပတ်တယ်ဘာလို့လဲဆိုတော့ဒါရီလို့ပါပြင်းကြလေကကွဲတယ်ပြင်းကြကိုတရေကိုကောက်တဲ့ဝေဒနာကိုကောက်တဲ့အခါကျတော့ဒုက္ခသစ္စာမှာတော့ဒုက္ခကဟုတ်တယ်ဒုက္ခဝေဒနာကောက်တာလေဇာတိကိဒုက္ခဇာတိကိဒုက္ခဇာတိကိဒုက္ခဟောရတာလည်းဒုက္ခပေါ့မင်းလည်းဒီလားမင်းလည်းဒီမှာတော့နော်ကိုယ်တို့ကျန်ရတာဒုက္ခလေ အဲ့ဟုတ်တယ်ကတော့လည်းတော့တယ်လေမိတို့ကဒီလာတော့ပါဆုံးတော့မရဘူးလေခံစားရမှာမဟုတ်ပဲနဲ့ဟုတ်မလားခံစားပြီးတော့မှကိုယ်ကဒီခံစားမှုကကိုယ်အနေနဲ့ဒုက္ခဖြစ်ပြီးတော့မနေ့ကဒုက္ခဖြစ်သွားတာကိုနော်အဲ့ဒါကြောင့်လို့မိဘကိုဒုက္ခသစ္စာတော့ပေါ့လို့မရဘူးဒုက္ခဆိုတဲ့စကားလုံးနဲ့ပေါ့လို့မရနော်ဒုက္ခကဝိဝိနာကောက်အောင်ပါဘုရားဝိနာကောက်လာစတဲ့သိပါ ိတ္တိဆိုတာဥပါတိဝေဒာတရားတော်ချုပ်ပါလေနိဗ္ဗာန်ဆိုတာစိတ္တိတည်းရုပ်မရှိတာလေစိတ်ရောစိတ္တိစိတ္တမရှိတော့လည်းမရှိတာဘယ်မှာပေါ်မှာလဲအဲဒီဒုက္ခသစ္စာကိုသွားခေါ်နိုင်လို့ရှိရင်ဘုရားနာရခေါ်လို့ရှိရင်စိတ္တိဘုရားနာစိတ္တိရပြီဘုရားနာစိတ္တိရရှင်ပဲစိတ်ရပြီနတ်တရားရပြီအဲ့ဒါဆိုလို့ရှိရင်မရတော့ဘူးနိဗ္ဗာန်မရဘူးမရှိဘူးလေအဲ့လိုဟောလို့ရတယ်အဲ့ဒီလိုဒုက္ခလို့ဟောလို့မရတဲ့အတွက်တရားကပြောင်းပြီးတော့နိရောဓကိုဟောနိုင်တာ တော့ဆိုတာစိတ်လည်းမရှိတော့ဖြစ်နေတယ်လည်းမရှိတော့မျိုးလည်းမရှိတော့ချုပ်သွားလို့ပြောတာအဲ့ဒီချုပ်တာလည်းချမ်းပါလေလို့နော်ချမ်းပါလေအဲ့ဒါကအစ်စ်နော်အမှန်လေကိုယ်ကမမလို့တော့ရောဘုဒ္ဓဘာမလို့တော့ကမမဘာလို့တော့မပါဘူးခလို့ပါဘုရားတော်ကလည်းအလောကမှာပြညာမှာပြောနေတဲ့ဒုက္ခဒုက္ခဆင်းရဲချမ်းသာဆိုတာကွဲ့တယ်ပြောနေရမှမဟုတ်ဘူးလေနော်အဲဒီဘု ဲ့ဒါလည်းပါတယ်ပြီးတော့ကျွန်တော်တို့ကြားတော့သူ့ဝိရာရှင်ရဲ့တိတ်ဘဝတော့ကနောက်သူ့ဝိရာရှင်ရဲ့တိတ်ကိုယာရိခံတဲ့ခံလေနော်ဒီမှာကဘုရားကယာရိခံတယ်ယာရိမခံရင်ကိုတို့ကရပြည့်ဝလာတတိတတိသားပေါ့သူ့ကလည်းဆိုရုပ်ကလည်းဆက်လာဆုလာတဲ့ဆိုရင်တော့အပေါင်းသူ့ပြောက်တဲ့ရာအမွေရတာသူ့တို့တော့ပြောက်ရတာပေါ့အမွေရတယ်တော့ပြည့်ပြည့်ရှင်းပြတော့အဲ့ဒီဒီစီးလေးကိုကြည့်ပြီးတော့သူကစိတ်ပြည့်နေတာ အဲ့ဒီဆိုရင်ဝေဒီကိုကြည့်ပြီးတော့နော်သူစာကပြောတာကရှိရှိဖြစ်မူလေးကတဘောတော်တဲ့ကြောင်းမြက်တွေကတဘောတော်ပြောတာလေဘောတော်ကြီးနဲ့တောင်းလို့ပြောတာလေဘောတော်ကြီးတော့မကြံရတာလေအော်ငါအမျိုးကြီးဒါမျိုးရှားသွားကြတာရှားပြီးတော့သူပြေးသွားကြပြီကိုရှားတဲ့နေ့ကျတော့သူလည်းသွားကြတာလားလည်းလားမြည်ခဲ့ပြီအားလည်းတည်ပါပဲတည်ရင်အားလည်းလာခဲ့ရပါမယ် တေးသာရမယ်လို့ဒါကြီးကလည်းနေသောတော့တယ်လို့ညာဒုက္ခရောက်တာရှိတာလို့ဘာလို့မြင်တာဟုတ်လားနော်ပြောပါတော့နော်အဲ့လိုမြင်တာကကမင်းတို့ကတော့တက်ကြည့်လာနေနေပွားပါလို့ဖြစ်လာနော်ဘုရားရှင်ကိုရည်ရည်ပါအဲ့လိုမြင်လို့နော်တော့ပြောပါလို့မြင်တာဒါဒုက္ခလို့မြင်တာလေအဲ့ဒီမှာတိတ်သောတော့တော့မပြောစရာအောင်တော့မတ်တာဝင်ဖြစ်သွားပြီနော်ဟာသူတို့သိစားတယ်ဒီကဘာကိုနေရပါ ဘာလို့ဒီမှာကတော့တော်တော်တော့ပါဒီဒီရဲ့ဒီပြန်ဖြစ်တော့မှာပဲတို့အလိုမြင်တာပြောတာမြင်လေအလိုမြင်တာဟာကမြင်ပွဲလေးလို့ရှိတယ်ဒုက္ခဒုက္ခပွဲသွားတာဒီလိုဘယ်လိုတော့ကြာတော့ရှိကြလို့ရှင်ဒါဝင်မမှန်ဘူးကွာဟုတ်လေသူ့ကြတော့ဒုက္ခဖြစ်နေတယ်တွေ့တယ်အဲ့ဒါကဘာလဲပုံမှန်ဆောင်းပြီးတော့ကြည့်လို့တော့အဲ့တော့ဘုရားတော်ကြီးဒီဒီလိုတော့အမှားပါဒီလိုကဘုရားတက်တယ်ဒီငါတရားလောက်တော့ကြာရဲ့နော် တရားကတွေ့နေတဲ့ကသူ့မှာတရားအမြင်အခါရှိနေဆိုတော့ရှိနေပြီးဟောနားတော့ဒီလိုဘုရားဆုပါလာနေတယ်လို့နော်ဒီလိုဉာဏ်ရက်ဒီမှာတော့မှားတော့ဟောတော့ဘယ်လိုကတော့မှမရှိပါဘူးလေဟောအဲ့ဒါကြောင့်လို့ဟောဒီအားလို့ကလေးမမီးကတော့ဒုနေပြီးဒီကတော့ဟောလောကဒေသဖဲလို့ဒီခန်းစားမရဘူးဝေးတော့ဝေးရတာလေသို့တော့နေတဲ့ပါတယ်ဒီလိုလေနော်အဲ့ဒါလည်းသိကောင်းတယ်ဒါလေးကဟောဘိဗာဆို ရုတိရဲ့ရှင်းတာမဟုတ်ဘူးရုတိရဲ့ရှင်းတာဝေဒီတာတခါလို့ခံစားပြီးတော့မှရတဲ့ရှင်းတာကိုကချုပ်နေတဲ့ရှင်းတာသံဒီဒုက္ခလို့ခေါ်တယ်အင်းကြီးနော်အင်းကြီးကဘာလဲဥပမာပေးလို့ယောဂာနဲ့ဥပမာပေးနေတော့ကရတဲ့ဆင်းရဲစဉ်းရဲတော့ကတော့မသိဘူးလေအမှန်တော့ပြောပြလို့ဘုဒ္ဓရှင်ကပြောတယ်ယောဂာနဲ့ယောဂာတယ်ပြည့်တယ်နော်အဲယောဂာကြီးပြောသွားပြီးခက်တယ်နေတယ်ဘယ်တော့ အဲ့ဆန်းသာအောင်လုပ်အဲ့အဲ့ဒီအဲ့ဒီယောဂကြီးကြောက်သွားလို့ဖြစ်တဲ့ဆန်းသာမျိုးတဲ့မိဘဆိုတာပြောမရဘူးတဲ့ဘလို့နေလို့ပြလို့ပြောနေလို့မရဘူးတဲ့ဆန်းနေလားယောဂကြောက်တော့လူတွေလုံးပြောနေတာနော်အဲ့အတန်ကြီးကတော့ပေါ်နေတယ်အဲ့ဒီတန်ကြီးဒုက္ခမျိုးကိုတောင်းတာပြီးတော့မှသူရကံရဆိုပြီးတော့ရှေ့ကဆရာကြီးရဟောလာတယ်ဘုရားရှင်ရဲ့ကြောင့်လည်းမင်းတို့နော်အခုသိရမလား အာဒီဒီအာမေနဝေတော်ကိုမှတော့ရေးချာတယ်เนาะအမေတို့ရောဝေတော်ရောအဲ့ဒီဆန္ဒမျိုးရပါစေဆိုပြီးရေးချာတယ်เนาะအဲ့သွားကြတာလေဆရာတော်ကပြောတော့ဒီမောင်ကြီးရေးချာအဲ့ဒီဆရာတော်ပြောတဲ့အခုမိကမကြိုက်ကြလို့ရှိတယ်ဒီနေ့ဆရာတော်ပြပြီးတော့ဟုတ်ပြီကိုတော်နဲ့ရပါအဲ့ဟုတ်ပြီအဲ့တော့ဒီနေ့တော့ကအဲ့ဒီတက်ကလေးပါလို့ဆုတောင်းအောင်ပြောเนาะ